တဘာဝလုံးစွမ်းအားရှိဇက်ကလေကအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒီနေ့တဘာဝလုံးစွမ်းအားရှိဇက်ကလေကအကြောင်းပြောပြပေးပါမယ်နံပါတ်1 moving ဒီဇက်ကလေးကိုတော့2023ခုနှစ်က Disney ဆိုတဲ့ရုပ်သံလိုင်းကနေထုတ်လွှင့်ပြသခဲ့ပြီးတော့အပိုင်းနေနဲ့နစရတီပါရှိပြီးတော့အရန်ကိုမှနာမည်ကြီးခဲ့တဲ့ဇက်လန်တွေတခုပါဒီဇက်လန်တွေက web phone တခုကိုအခြေခံပြီးရိုက်ကူးထားတဲ့ဇက်လန်လေးပဲဖြစ်ပါတယ်ဇက်လန်မှာတော့အဓိကဇက်ကောင်တွေကအထူးဆန်းအားတွေကိုရရှိတဲ့လူတွေပါ သူတို့မှာပြန်တန်းနိုင်တဲ့စွမ်းရည်တွေအရန်အားကြီးတဲ့လူတွေနဲ့ slashy ကြောင်းထုံနိုင်တာတို့အာယုံခန်းစားမှုအရန်ကောင်းတာတို့ဒဏ်ရရရင်အလိုလိုပျောက်ကင်းသွားတာစတဲ့ super hero တို့စွန်အားရှင်တွေပါရှိကြပါတယ် ဒါပေမဲ့သူတို့ဟာသူတို့ရဲ့စံအားကြောင့်အစိုးရကလိုက်လံဖမ်းဆီးရတို့တုံချချင်တာတို့ဖယ်ရှားချင်တာတို့ခံနေရပါတယ်။ဒါကြောင့်သူတို့တွေကပုံမှန်ဘွားလိုနေထိုင်နေကြကြမယ်မနေထိုင်ဘဲနဲ့ပုံရှောင်နေရတဲ့ဘွားမျိုးမှာနေနေရတဲ့ဇက်ကပုံစံလေးပဲဖြစ်ပါတယ်။ဒီဇက်ကလေးကလည်းစီစဉ်တူတီထွက်ရှိမှဖြစ်ပြီးတော့ဝမ်းမကြည့်ရသေးဘူးဆိုရင်အခုပဲသွားကြည့်လိုက်ပါအရင်ကြည့်လို့မှကောင်းပါတယ်။တိရုပ်ဆောင်နေတဲ့ရူဆောင်ဝမ်း ဟန်ဟိုဂျူနဲ့ဂျူအင်ဆောင်ရှာတင်ဝန်းနဲ့လီဂျွန်ဟောင်တို့နာမည်ကြီးတယောက်ဆောင်များစွာပါဝင်ထားပါတယ်။ grading အနေနဲ့ဆိုရင်လည်း INDB 8.40တောင်ရရှိတဲ့ဇာတ်ကားကောင်းလေးတွေကဖြစ်ပါတယ်။နံပါတ်2ဟာရူဂီဒီဇက်ကားလေးကတော့အားလုံးသိကြတဲ့ဇက်ကားလေးပဲဖြစ်ပါတယ်။ဘာလို့ဆိုတော့ဝူခုံဇက်ကားကိုကိုရီးယား version remake အနေနဲ့ပြန်လည်ရိုက်ကူးထားတဲ့ဇက်ကားလေးပဲဖြစ်ပါတယ်။ဒီဇက်ကားလေးကတော့2019ခုနှစ်ကထွက်ရှိခဲ့ပြီးတော့သူငယ်ချင်းတို့ငငယ်ကအရန်ကြိုက်ခဲ့တဲ့အဆုံးခုံဇက်လံကိုမှကိုရီးယား version နဲ့ပုံစံပြောင်းပြီးတော့ပြန်လည်ရိုက်ကူးထားတဲ့ဇက်ကားလေးပဲဖြစ်ပါတယ်။အပိုင်းလေးနဲ့လည်း20ထီတောင်ထွက်ရှိထားပါတယ်။ ဇလန်ကြောင်းကလည်းဟိုတွားလိုက်အောင်ဇလန်လေးကတော့ဂျင်းဆူမီဆိုတဲ့ကောင်မလေးတယောက်ပါငငယ်တုန်းကအိုဆိုဟန်ဆိုတဲ့မြောက်ကိုလွတ်မြောက်အောင်မယူရဘဲနဲ့ကူညီပေးခဲ့မိပါတယ်အဲ့ဒီခါကအိုဟန်ကဂမ်မာရဲ့အစွမ်းကြောင့်ဆူမီကိုချစ်မိသွားရပြီးတော့သူ့ရဲ့အမိတ်ကိုနာခံရတဲ့အခြေအနေနဲ့ရင်ဆိုင်သွားရပါတော့တဲ့ဒါပေမဲ့အိုဟန်ကအဲ့ဒီချစ်ချင်းကတကယ်ခံစားချက်လား ဒီဂမ်မာဆိုတဲ့အရာကြောက်လာဆိုတော့ကိုမတိနိုင်ခဲ့ပါဘူးဇက်ကပုံစံလေးကဇက်လန်တစ်လျှောက်မှာတော့ဒီသူတို့နှစ်ယောက်ကြာကချစ်ချင်းမုံချင်းနဲ့လိန်လေချင်းတွေကိုရောရှက်ပြီးတော့ကြည်ရမယ်ဇက်ကပုံစံလေးရဖြစ်တော့တစ်ချိန်တည်းမှာပဲဒီကဘာမှာကြာရောက်လာမယ်အန်ဒီရေကိုချင်းချောင်းနေတဲ့ရှေးအောင်နဲ့ဆိုကြီးတကောင်ကနိုးထလာပါတော့တဲ့ဆူမီအိုဟန်တို့ပေါင်းပြီးတော့ဒီကဘာကိုကယ်တင်ပေးရမယ်ဇက်ကလေးပဲဖြစ်ပါတယ် ။ဘူခုံစက်ကဖန်လေးတက်ကတော့အမြင်တစ်မျိုးနဲ့ကြည့်ရမယ့်စက်ကပုံစံလေးဖြစ်တဲ့အတွက်ကြည့်ကြည့်ပါတော်တော်လေးကိုမှကြည်လို့ကောင်းတဲ့စက်ကဖြစ်ပါတယ်။ကျွန်တော်လည်းတော်တော်လေးကိုမှ2019တုန်းကထွက်တော့တော်တော်လေးကိုမှကြိုက်ခဲ့တဲ့ဆုံးဘူခုံစက်ကလေးပဲဖြစ်ပါတယ်။တရုတ်ဆောင်လေးနဲ့အားလုံးကတည်ကြတဲ့လီဆောင်ကြီး၊ခြားဆောင်ဦး၊အိုယွန်ဆွန်းနဲ့လီဟုံကြီးစတဲ့အနုပညာရှင်နာမည်ကြီးတရုတ်ဆောင်များစွာပါဝင်ထားပါတယ်။ဝေတီနေနဲ့ဆိုရင်လည်း INDB 7.0 90တောင်ရရှိတာရဲ့ဇာကာကောင်းလေးတကဖြစ်ပါတယ်။နံပါတ်3ဒန်အန်နီ ကောင်တာဒီဇက်ကလေးကတော့2020ခုနှစ်နောက်ပိုင်းမှာထွက်ရှိခဲ့ပြီးတော့အရန်နာမည်ကြီးခဲ့တဲ့ကိုရီးယားဒရမာတစ်ခုပါစီဇန်နေနဲ့လည်းစီဇန်1မှာတော့16ပိုင်းရှိပြီးတော့စီဇန်2ကတော့17ပိုင်းထိထွက်ရှိထားပြီးတော့ဒီဇက်လန်တွေကအဘွတ်ဘုံဖြစ်တဲ့ Amazing Rumor ဆိုတဲ့ဇက်လန်ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်အခုဆိုရင်တော့စီဇန်3လည်းထွက်မယ်လို့တော့ကြေညာထားပါတယ်ဇက်လန်လေးကိုနည်းနည်းလေးကျွန်တော်ပြောပြမယ်ဇက်လန်လေးရဲ့အဓိကဇက်ကောင်တွေကတော့လူသားခန္ဓာကိုယ်တွေကိုဝင်စားတတ်တဲ့နှက်ဆိုးတွေကိုဖျက်ဆီးရမယ်ကောင်တာလို့ခေါ်တဲ့အဖွဲပါ ူတို့ကနေ့ကင်းမှာတော့ခောက်ဆွဲဆိုင်လေးမှာအလုပ်လုပ်ရင်းနဲ့ညဘက်ဆိုနှက်ဆိုးတွေကိုလိုက်ဖမ်းကြရမယ်ပုံစံလေးပဲဖြစ်ပါတယ်။တေဦးဆောင်နေနဲ့လည်းဂျိုပြောင်ကူယူဂျွန်ဆန်၊ကင်စီဂျုံနဲ့ယွန်ဟေဝရန်နဲ့အခြားနှက်မြီးတေဦးဆောင်များစွာပါဝင်ထားပါတယ်။ rating နေနဲ့ဆိုရင်လည်း IMDb 8.0ထိရရှိတာရဲ့ဇာတ်ကားကောင်းလေးတကားဖြစ်ပါတယ်။နံပါတ်၄ Stone Roman Dovonsu ဒီဇက်ကလေးကတော့2019ခုနှစ်ကထွက်ရှိခဲ့တဲ့လူကြိုက်များခဲ့တဲ့စူပါဆွမ်းအရှင်မလေးဒူဘုံစရဲ့ဇက်ကလေးဖြစ်ပါလေအပိုင်းနည်းနဲ့ဆိုရင်လည်းအပိုင်းဆောက်နေလေးထွက်ရှိတာပြီးတော့ပေါ့ပေါ့ပါလေးနဲ့အခြားသောဇက်ကကောင်းလေးတကားပဲဖြစ်ပါလေဇက်လန်လေးကတော့ဒူဘုံကြီးဆိုတဲ့မျိုးဗီဇာကြောင့်မျိုးဆက်တစ်ခုကနေဆင်းသက်လာတဲ့ကောင်းမလေးတယောက်ကအမခန်းစွာပဲနဲ့အင်အားကြီးမားတဲ့ဆွမ်းအားတစ်ခုကိုပိုင်ဆိုင်ထားတဲ့အရက်ပုပ်ပုချစ်စရာကောင်းတဲ့မိန်းကလေးတယောက်ပါသူရဲ့အိမ်မက်ကတော့ဗီဒီယိုဂိမ်းကုမ္ပဏီတစ်ခုမှဂိမ်းဒီဇိုင်နာ လုတ်ချင်တာဖြစ်ပြီးတော့ဒါပေမဲ့ကကြမာကသူ့ကိုကျန်းသာချေရပြီးတော့ချောမောလပ်ပါတဲ့ဂိမ်းကုမ္ပဏီဥက္ကရာအမ်မင်ဟန်ဆိုတဲ့ကိုရန်တော်ဖြစ်ကိုခံလိုက်ပါတယ်။မင်ဟန်ကအသေးအံချိတ်ချောက် ခံနေရပြီးတော့ဒူဘုံစုရဲ့အံ့ဖွင့်အားကိုတွေ့မိပြီးနောက်ပါမှာတော့သူ့ကိုငှားရင်လိုက်တာပါ။တစ်ချိန်တည်းမှာပဲဘုံစုရဲ့ရက်ကော့တွေမှာဖြစ်တဲ့ဘုံစုရဲ့ရက်ကော့တွေမှာအမျိုးသမီးငယ်တွေကိုပြန်ပေးဆွဲတက်ဖြတ်နေတဲ့ဆူရလာတဲ့ရာဇဝကတကောင်ပေါ်လာပါတော့တယ်။ဖုန်းစီအားသူ့ရဲ့အင်အားကိုတုံးချပြီးတော့လှုပ်ဝက်စားအဲ့ဒီရာစုတော်ကိုဖမ်းဖို့ကြိုးစားပါတော့တယ်။အဲဒီကတရုတ်ဆောင်နေတဲ့မင်းသမီးလေးတပ်ပေါ်ရောင် မင်းနာပဟောင်စင်းနဲ့ဂျီဆူတို့ပါဝင်ထားပါတယ် INDB နေနဲ့ဆိုရင်လည်း8.1ထိတောင်ရရှိတာတဲ့ဇက်ကာကောင်းလေးကဖြစ်ပါတယ်ကျွန်တော်အခုပြောပြပေးခဲ့တာတော့ကိုရီးယားရဲ့နမီကြီးတဘာဝလုံးစွမ်းအားချင်းဇက်ကာ၄ကပဲဖြစ်ပါတယ်တငယ်ချင်းတို့အကြိုက်တွေ့လိုက်မယ်လို့တော့ကျွန်တော်ထင်ပါတယ်တငယ်ချင်းတို့ကဒီဇက်ကားလေးတွေမှာဘယ်ကားလေးကိုကြိုက်လဲဆိုတာကိုကျွန်တော်ရဲ့ comment လေးမှာမှန်းခဲ့ပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတတ်တဲ့ဆိုရင် like and share follow လေးလုပ်ခဲ့ပေးကြပါအောင်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်အခုလိုမျိုးကိုရီးယားဇက်လန်တွေကောင်းတွေကိုကျွန်တော်အမြဲတင်ဆက်ပေးသွားပါမယ်